GPS ကိုကားကြီးအတွက်ဆိုရင်ဘယ်ဟာအဆင်ပြေမလဲကားကြီးတွေကနယ်ဘက်တွေကိုခရီးခဏခဏထွက်နေရတာဖြစ်တယ်လို့ဘက်ထရီအနေနဲ့လည်းနှလုံးပါဝင်ပြီးတော့ရိုးရိုးကားတွေလိုတွဲဖို့မဟုတ်ဘဲ48ဖို့အသုံးပြုကြပါတယ်အဲ့လိုခရီးထွက်နေချိန်မှာကိုကကားပေါ်ကိုမလိုက်နိုင်ပဲညက်ွေရာကိုလွှတ်လိုက်ရတဲ့အခါမျိုးတွေမှာဆိုရင်ခောက်တူတွေလိုက်နေမလားအချိန်တွေဖြုံးနေမလားဒါမှမဟုတ်ကားစီကိုခိုးထုတ်ပြီးတော့ရောင်းစားနေမလားစရဲ့သွေးရင်ပွင့်မှုတွေရှိကြပါရဲ့ ကိုမြက်ွယ်ရမှာခရီးထွက်နေတဲ့ကားတွေကိုအဆဆရာရာစိတ်ချရဖို့အတွက် A3 GPS ဆက်လေးနဲ့မိတ်ဆက်ပေးမှဖြစ်ပါတယ်ရှင်။ A3 ဆိုတဲ့ GPS ဆက်လေးမှာဘလို function တွေပါလဲဆိုရင်တော့ဆိုင်ကယ်ကရောက်ရှိနေတဲ့ဒီနေရာကိုဆက်ဆက်ကပ်အတွင်းပြန်လည်ကြည့်ရှုလို့ရပြီ။သွားခဲ့တဲ့လမ်းကြောင်းတွေကို6လအထိတင်စီပေးထားတာဖြစ်တဲ့အတွက်ကိုကြည့်ကျင်တဲ့အချိန်ကိုကြိုက်တယ်လို့ပြန်လည်ကြည့်ရှုလို့ရပါရှင်။ GPS ကိုဖြည့်ဆည်းခံရတာပဲဖြစ်ဖြစ်ဘက်ထရီကိုတစ်ခုကခိုးပြုတ်တာပဲဖြစ်ဖြစ်ဖုန်းခေါ်ပေးရစနစ်လည်းပါဝင်ပါတယ်ရှင်။အဲ့လိုအဖြုတ်ခံလိုက်ရရင်တော့မှဘေးရင်ဘက်ထရီပါဝင်တဲ့အတွက်ကြောင့်တိနေရာကိုကြည့်လို့ရအောင်မှဖြစ်ပါတယ်ရှင်။